အထင်မသေးတဲ့အကြောင်းပြောလာတဲ့မိမိပိတ်သည်မအောင်လုံးမဲမိလာပါရှင်အမှုပညာလို့ဒီမှာအောင်မြင်နေပြီးအခုဆိုရင်ကျွန်တော်လေးတွေမှာစတဲ့ရကုနေရတဲ့မိမိကတော့ LGBT တွေကိုလည်းအထင်မသေးတဲ့အကြောင်းနှိပ်ချပြီးတော့မဆက်ဆံဖို့ကိုတောင်းဆိုလာခဲ့ပါတယ်မိမိက LGBT တိုင်းမှာကိုယ်စီအလားပါနဲ့တမိုးရှိပါတယ်လို့ဆိုပါတယ်အဲကြောင့်လေးတွေနဲ့ပတ်သက်ပြီးတော့လည်းမိမိကသူရဲ့ social media နဲ့မျှဝေထားခဲ့တာပါ LGBT တွေနဲ့ပတ်သက်ပြီးတော့လည်းမိမိကအခုလိုပဲပြောပြလာခဲ့ပါတယ် မိမိဟာဝိဇ္ဇာစီမှုအနေတိုင်းတွေအပေါ်လူတယောက်ရဲ့ဖြစ်တည်မှုကိုတမောမနှိမ့်ချပါနဲ့အထင်မသေးပါနဲ့လူတိုင်းတို့တယောက်စီတိုင်းကြားမှ LGBT တိုင်းမှာကိုစီလောက်ပါနဲ့တံပိုးကိုစီရှိကြပါရယ်လူတယောက်ရဲ့တံပိုးဟာအဲ့လူတယောက်ရဲ့လူပြည်သားမှုစိတ်ထားနဲ့ပဲသက်ဆိုင်ပါရယ်အားလုံးကိုတန်းတူတံပိုးချပြီးဆက်ဆံပေးကြပါနော်လို့ပြောလာခဲ့ပါရယ်မိမိရောခုချိန်မှာသဝတနာပါရယ်အလုပ်တွေကိုစူးစမ်းလောက်ကရတယောက်တည်းဖြတ်တန်းနေရပါ မိမိကတော့သူ့အနေနဲ့စတူတယောက်လောက်အနာမလိုချင်ပေမဲ့လုံးတွေကိုပဲစူးစမ်းသွားမယ်လို့ဆိုပါတယ်။မိမိကသူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပွေပွေလင်းလင်းပြောပြလာခဲ့ပါတယ်။မမီးကမိမိလေးဘွားမှကောင်းလေတော့ရှိချင်တယ်။ကြားရတော့မယ်လေနော်။စကားပြောတဲ့သူတွေတော့ရှိပါတယ်။အပျော်လေးတွေပေါ့။အချင်းဆိုတာရင်မွေးလို့ပဲဘယ်ချင်းဆွဆွမွေးတာမလို့မမအသက်ရွယ်မှဆိုရင်အလောက်ကအရေးကြီးဆုံးပါ။မြန်မာလေးတွေဆိုရင်စောက်စူးစမ်းပါဆိုပြီးမိမိကပြောပြလာခဲ့ပါတယ်။ အခုချိန်မှာတော့မိမိကအနုပညာရိုက်ကွင်းတွေမှာဖျက်ဆဲဆေးရိုက်ကွင်းတွေအားဖြင့်ပြည်ပြည်ရဲ့အာဘီဝီယံမွေတွေကိုအပြေအဝါရရှိနေပါတယ်။အလမယ်အနေနဲ့ရောအနုပညာရိုက်ကွင်းလေးတွေမှာပါအောင်မြင်မှုတွေကိုရရှိနေတဲ့မိမိကတော့ collection မှာကျညာလေးတွေရဲ့စက်တိုင်းဆိုလိုရိုက်ကွင်းလာနေရပြီဖြစ်ပြီ။မိမိကတော့ခုလိုကျညာလေးတွေကိုရိုက်ကွင်းလာနေရတဲ့အနုပညာကျေးတွေကိုတုံမတုံမှုလို့ဆိုပါတယ်။မိမိကတော့သူရရှိလာတဲ့အနုပညာကျေးတွေနဲ့ငလင်ဘေးတင့်ပြည်သူတွေကိုလူတန်ထောက်ပံ့ပေးသွားဖို့ဆန္ဒရှိနေပြီ သူအနေနဲ့တကယ်လို့အဲ့နေရဲ့နေရာလေးတွေကိုကိုရိုင်းသွားရောက်ကလူတန်းပေးသွားမယ်လို့ဆိုပါရယ်မိမိကတော့ခုစရင်သူရနုပညာရဲ့ကိုရီတွေမှာစူးစမ်းရိုက်ကွန်းနေရပြီသူရရှိတဲ့နုပညာကြီးတွေနဲ့တကယ်ခက်ခဲဖြစ်နေတဲ့နေရာတွေကိုကိုရိုင်းထောက်ပံ့ပေးသွားမယ်အကြောင်းလေးတွေကိုလည်းမိမိကအခုလိုပဲထုတ်ပြောလာခဲ့ပါရယ်မိမိကခုစရင်ကြညာလေးတွေခက်ဆဲဆဲရိုက်ကွန်းလာနေရပြီပေါ့နော်ဒါလည်းမိမိကိုအားလုံးကအားပေးဝေးရန်ပေးတာကြောင့်ပါ မိမိကတော့အခွင့်ရရှိလာမယ့်အမှုပြခြေလူတွေကိုကိုတက်မသုံးပါဘူး။ငလျင်တန်ကြာအခက်အခဲဖြစ်နေတဲ့နေရာလေးတွေအတွက်လွှဲတာလေးတွေစီစဉ်ပြီးကူညီပေးသွားမှာပါလို့ပြောပြလာခဲ့ပါရယ်။အခုလက်ရှိမှာတော့မိမိကသူ့တက်နိုင်တဲ့ဘက်ကနေ private တာလို့တွေကိုဆက်ရပေးနေတဲ့အပေါ်မှာလေမိတ္တရေကမိမိကိုအားပေးဆူတောင်းပေးနေကြတာကိုလည်းတွေ့ရပါရယ်။မိမိကတော့စကားသံဝဲဝဲလေးနဲ့အပြောဆိုပွင့်လင်းပြီးစိတ်တဘောထားကောင်းသူလေးဖြစ်တာကြောင့်မိမိကိုမြန်မာပြည်သူတွေကရောထိုင်ပြည်သူတွေကပါအားပေးချစ်ခင်နေကြပါရယ်။ မိမိအမကြမြို့မှာဇကားတက်တွေရိုက်ကူလာတော့မှာဖြစ်ပါတယ်။ဟုတ်ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပီချီရှိမှုတွေ့လေးကျေးဇူးအများကြီးတင်ပါတယ်။